အားလုံးပဲမင်္ဂလာပါ PK Smart Tutorial မှာကျေးဇူးပါတယ်ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်ဝေမျှသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ AI website တစ်ခုကိုအသုံးပြုပြီးတော့မှ logo လေးတွေကိုဘယ်လိုမျိုး create လုပ်ရမလဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုထဲမှာတော့ ideogram ဆိုတဲ့ကျွန်တော်တို့ AI website ကလေးကိုအသုံးပြုပြီးတော့မှ logo create လုပ်တဲ့နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီလို live ကြည့်ကြရအောင်ဒီဥပဒေမိတ်ဆွေတို့က Chrome browser လေးကိုဝင်လိုက်ပါ ကျွန်တော် search bar မှာ i d e o g r a m i d o g r a m a i ဆိုပြီးတော့မှကျွန်တော်ရိုက်ရှာလိုက်ပါတော့ဒီအောက်ကအဖြူအောင်လေးနဲ့ ideogram ဆိုတဲ့ website ကလေးတွေဝင်လိုက်ပါ ျွန်တော်တို့က website ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Google account တစ်ခုနဲ့ကျွန်တော်တို့ကချိတ်ဆက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ continue with google ဆိုတာကိုနှိပ်ပေးလိုက်ပါပြန်ရင်ကျွန်တော်တို့က account တစ်ခုကိုရွေးလိုက်ပါတော့ ပြီးရင် create profile ကိုဆက်ပြီးနှိပ်ပေးလိုက်ပါ Okay start create ကိုဆက်ပြီးနှိပ်ပေးလိုက်ပါ accept ကိုဆက်ပြီးနှိပ်ပေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစပြီးအသုံးပြုလို့ရပါပြီအသုံးပြုဖို့အတွက်ကျွန်တော်တို့ကကလေးကောင်ကအပေါင်းလက္ခဏာလေးကိုဆက်ပြီးနှိပ်ပေးလိုက်ပါ Okay ကျွန်တော်တို့ကဒီ logo ဆွဲတော့မယ်ဆိုလို့ရှိရင်တခုကျွန်တော်တို့ကဒီ aspect ratio ကို1 to 1ဆိုပြီးတော့မှအရင်ရွေးထားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့က print ရေးလို့ရပြီ။ကျွန်တော် print တခုကိုကျွန်တော်တို့ဒီရိုးရိုးရှင်းရှင်းလေးပဲတခုရေးပြီးတော့မှသူ့ကို create အရင်လုပ်ခိုင်းလိုက်မယ်။ Okay create a logo for gaming with pk ဆိုတဲ့စလုံးလေးလဲပါမယ်ပေါ့เนาะဒီကောင်လေးကိုကျွန်တော် generate လုပ်လိုက်မယ်ဒါဆိုရင်သူကကျွန်တော်တို့ logo လေးရစပြီးဆွဲပေးနေပါပြီโอเคဒါမျိုးလေးတွေပေါ့เนาะဒီထက်မှကျွန်တော်တို့ဂျိုင်းနေတဲ့အားလေးကိုထောက်လိုက် โอเคဒါဆိုလို့ရှင်ကျွန်တော်တို့က download ဆွဲလို့ရပါပြီဒီပုံလေးကို download ဆွဲလိုက်တာနဲ့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရောက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့မှနောက်တစ်မျိုးဆက်ပြီးတော့မှ trail လောက်ကြည့်လိုက်မယ် ဒီခါတော့ကျွန်တော်က create a logo for ကျွန်တော်က entertainment channel တခုအတွက်ပေါ့เนาะ create logo for entertainment channel will ကတာပေါ့နော်ကျွန်တော်ကတာပုံနဲ့ကျွန်တော်တို့က entertainment channel အတွက် logo တခုကိုခံနေပေးပါဆိုပြီးတော့မှရေးလိုက်မယ်ပြီးရင် generate ဆိုတာလေးကိုဆက်ပြီးနေပေးလိုက်ပါ အဲ့ဒါလို့ချင်းစပြီးတော့မှသူကသွဲပေးနေပါပြီ Okay ဒါမျိုးလေးတွေတွေ့ရမှာဖြစ်ပါတယ်ဒါမိတ်ဆွေတို့ကဂျိုင်းနေတက်တဲ့ဖုန်းတစ်ခုကိုရွေးပြီးတော့မှဒေါင်းလုဒ်ဆွဲလိုက်ပါဒါဆိုရင်ရပါပြီပြီးရင်ဒါကတော့ကျွန်တော်တို့ကိုပိုင်ပေါ့နော်ကျွန်တော်တို့ရိုးရှင်းရှင်းပဲရေးတာဖြစ်တယ်ကျွန်တော်တို့ရေးတတ်တယ်လို့ရေးတာအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကနည်းနည်းလေးကိုင်ကျင်တယ် အဲပို့ပြီးတော့မှကျွန်တော်တို့ကစမ်းကျင်စမ်းစမ်းပြပြလေးလည်းဖြစ်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ် website ခုလေးကိုထပ်ပြီးတော့မှဝင်ရမှာဖြစ်ပါတယ်အဲဒီနီလန်လေးကိုလည်းဆက်ပြီးပြောပြသွားမှာဖြစ်ပါတယ်အဲ့လိုလို့ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က website ခုလေးကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့က address ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့နောက်ထပ် page ခုကိုသွားလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီ search bar မှာ AI prompt idea for ကျွန်တော်တို့က logo ဆိုပြီးတော့မှရိုက်ရှာလိုက်ပါ ဲ့ကကျွန်တော်တို့ကဒီအောင်နာလေးကိုနည်းနည်းလေးဆွဲလိုက်ပါဒီပေါ့နော်ဒီ mocky ဆိုတဲ့ဒီ website လို့ပေါ့ mocky.ai ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်းလေးကိုတစ်ချက်ဝင်လိုက်ပါပြီးရင်ဒီထဲမှာကျွန်တော်တို့ကသူရေးထားတဲ့ဒီ pro နေကိုကျွန်တော်တို့က copy ယူမယ်ပေါ့နော်ယူပြီးတော့မှကိုရိုဂျင်တဲ့ဟာလေးကိုပြန်ပြီးတော့မှကွန်မယ်ပေါ့နော်ကွန်ပြီးတော့ကျွန်တော်တို့ကခဏနေကဒီ ideogram မှာသွားပြီးတော့မှ paste ချပြီးတော့မှကျွန်တော်တို့က create လုပ်မှာဖြစ်တယ် ဒီအပေါ်မှာပြထားတာကတော့ကျွန်တော်တို့အကောင့်ကိုဆိုင်းရလောက်အောင်မှာဖြစ်တယ်ပြီးကြလို့ရှိရင်ရှိပြီးသားအကောင့်ရှိလို့ရှိရင်လည်း login ဝင်ပြီးသုံးလို့ရတယ်ဒါအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီဘာမှမလုပ်ခွင့်နဲ့သုံးလို့လည်းရပါတယ်အခုမှကျွန်တော်ကဒီဒီ logo လေးပေါ့နော်ဒီ logo လေးကိုကျွန်တော်ပုံပြီးတော့မှ ideogram မှာကျွန်တော်တို့ logo တစ်ခုကိုထုတ်ပြီးထုတ်ပြပေးမှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့ကဒီ print link ကို copy ယူလိုက်မယ်ပြန်ကျွန်တော်တို့ခဏနေရ page တဲကိုပြန်သွားပေါ့နော်ဒီမှာကျွန်တော်တို့ကခဏနေရဟာလေးကို paste ချလိုက်မယ် ပြချပြီးသွားသည်ဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးကော့မယ်ပေါ့ဒီမှာဆိုလို့ရှိရင်သူရေးထားတာက PNA ပေါ့เนาะဒီနေရာမှာကျွန်တော်တို့ P ရတော့မပြောင်းတော့ဘူးပေါ့เนาะကျွန်တော်ရဲ့ channel channel ထဲမှာပါတယ်ကျွန်တော်တို့ဒီ PK ကိုပဲကျွန်တော်ယူလိုက်မယ်เนาะဒီအောက်ကကျွန်တော်တို့ Pinnacle Architecture ဆိုတဲ့နေရာမှာကျွန်တော်အခုရေးလိုက်မယ်အားရမလဲဆိုတော့ဥပမာကျွန်တော်က construction ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့က create ဆိုတာလေးကိုနှိပ်ပြလိုက်ပါโอเคแล้วสรุปရှင်ရပါပြီကျွန်တော်တို့ကဒီဒီ PK ဆိုတာလည်းပါမယ်ကျွန်တော်အောက်က confession ဆိုတာလည်းပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့အစအုပ်နိုင်ရနိုင်ရနဲ့အောက်က follow button လေးပေါ့နော်ဒါလေးဆိုလည်းမစိုးဘူးပေါ့နော်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က download ဆွဲခြင်းဘယ်လိုဘယ်လို download ဆွဲမလဲဆိုတော့ကျွန်တော်တို့ကဒီ logo လေးအပေါ်ကိုကျွန်တော်တို့ကလက်ကလေးနဲ့တာလေးဖိထားလိုက်ပါဖိထားပြီးကျွန်တော်တို့ကဒီ download image ဆိုတာလေးကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ဒီ logo လေးတွေကကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်သွားပါပြီ โอเคပါဒါကတော့ကျွန်တော်ဒီ AI website တခုကိုအသုံးပြုပြီးတော့ကျွန်တော်တို့ logo လေးတွေကိုဘယ်လို create လုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video လေးကိုကြားနေတဲ့တဲ့ဆိုရင် like share subscribe လေးတွေလုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ကျွန်တော်တို့နောက် video လေးမှာပြန်လည်တွေ့ကြအောင်အားလုံးကိုကျေးဇူးပါ